မင်္ဂလာပါဒီတစ်ကောင်းမှာတော့မြန်မာနိုင်ငံရဲ့စီးပွားရေးကိုတော်တော်လေးလှုပ်ခတ်သွားစေခဲ့တဲ့ကွန်တွယ်ရေကန်တက်ချက်တွေအကြောင်းပြောပြချင်ပါတယ်။ရုတ်ခဲကြီးချုပ်ပြလိုက်တဲ့ဒီကန်တက်ချက်တွေရဲ့နောက်ကွဲမှာပါအကြောင်းရင်းတွေရှိနေမလဲပြီးတော့တာမန်ပြည်သူတွေရဲ့နေစဉ်ဘဝကိုရောဘလော့ကြီးချက်ချင်းဆိုသလိုတက်ရောက်မှုတွေရှိသွားခဲ့တယ်လဲဆိုတာတွေကိုတစ်ချက်ချင်းစီလေ့လာကြည့်ကြအောင်ပါ။ကဲအဓိကဇလန်ကတော့ဒီမှာစတာပါပဲ။ August 24ရက်နေ့မှာပေါ့လေကြောင်းလာနေကွန်ပီစီတွေတင်သွင်းတာမန်တမြအားလုံးကိုရက်ဆိုင်လိုက်ပြီးဆိုပြီးရုတ်ရက်ကြီးညာလိုက်တာပါ။ ဒီဆုံးဖြတ်ချက်တစ်ခုတည်းနဲ့တင်ပဲတနင်္ဂနွေမှာတော်တော်လေးဂရိတ်ကြိုက်သွားခဲ့တယ်လို့ပြောရမှာပါပြီးတော့လေဒီကန့်တတ်မှုတွေကတစ်ခုပြီးတစ်ခုတောက်လျှောက်ကိုထွက်လာတာပါတကုတ်24ရက်နေ့မှာလေးချောင်းလိုင်းကို ပိတ်လိုက်တယ်အဲ့ဒီနောက်တည်း25ရက်နေ့မှာပဲအစိုးရဘက်ကသူတို့ရဲ့တရားဝင်ယူရဲချက်ကိုထုတ်ပြန်ကြေညာခဲ့ပါတယ်အဲ့ဒါနဲ့ပဲရမ်းသွားအောင်နော်မကြခင်မှာပဲရေလန်းရောကုန်းလန်းတွေကိုပါဆက်ပြီးတင်းကျပ်လာတော့နောက်ဆုံးမှာတော့ကုန်းသွေးလိုင်းချောင်းတွေအလုံးကြီးပါလုံးဝကိုပိတ်သွားတဲ့အထိဖြစ်ခဲ့ပါတယ် ကျဲဒီလောက်ထိပြင်းပြင်းထန်ထန်နဲ့နေရာဆုံးမှာကင့်သက်ပိတ်ပင်မှုတွေလှုပ်လာတာဆိုတော့အစိုးရဘက်ကတရားဝင်ထုတ်ပြန်ထားတဲ့ကြောင်းပြချက်သူတို့ရဲ့ရည်ရွယ်ချက်ကတကယ်တမ်းဘာခက်မလဲဆိုတာကြည့်လိုက်ကြရအောင်ပါသူတို့ရဲ့အဓိကကြောင်းပြချက်ကတော့ဖီဘကတွင်းကုန်တွေကိုချော့ချမယ်အဲ့ဒီအစားဖြူရဲမှာပဲထုတ်လို့မှုကိုပိုပြီးအားပေးမယ်ဆိုတာပါပဲဆိုင်ရပေါ်မှာကြည့်ရင်တော့ဒါကနိုင်ငံစီပွားရေးကိုကိုအားကိုကိုပြီးယက်တီနိုင်အောင်လို့ဆောင်တဲ့ပုံစံမျိုးပေါ့စီပွားရေးရှုထောင့်ကနေကြည့်ရင်တော့သူတို့ရဲ့တွက်ချက်မှုကရှင်းရှင်းလေးပါပဲ ီဘားကပစ္စည်းတွေဝယ်ဖို့ဒေါ်လာတို့ထိုင်းဘတ်တို့လိုနိုင်ငံခြားငွေတွေတုံးတာကိုရှော့ချလိုက်မယ်။အဲ့လိုနိုင်ငံခြားငွေတွေတုံးနေသွားရင်ပြည်တွင်းကကြက်ငွေတန်ဖိုးကသူ့အလိုလိုကြံပြီးတုံတင်းခိုင်မာလာမယ်ဆိုရယ်မျောလင်းချက်နဲ့လှုပ်ဆောင်တာဖြစ်ပါပဲ။ဒါမှမဲ့လေအဲ့ဒီစာရွက်ပေါ်က theory နဲ့လက်တွေ့အမြင်ပြင်ပေါ်ကအခြေအနေကတော့ draw လေးကိုကြွားချသွားခဲ့ပါတယ်။ဒီမွားရတဲ့ကြောင့်လုပ်ငန်းရှင်တွေရောတမန်ပြည်သူတွေပါချက်ချင်းစွန့်လွန် product တွေခနဲ့ရလက်စလာစကြည့်ကြအောင်ပါ။ပထမဆုံးနဲ့အရှင်းလင်းဆုံးရိုက်ခတ်မှုကတော့ ကုန်စီပို့ဆောင်ခဲ့ပြီပါပဲဟုတ်ပါတယ်ဒီမှာကြည့်လိုက်ရင်တွေ့ရမှာပါအရင်က1ကီလိုကိုထိုင်းဘတ်တီယာလောက်ပဲရှိတဲ့နေရာကနေဒီကန်တက်ချက်ထွက်လာပြီးနောက်မှာတော့ဘတ်1500ဆိုတော့10စကြုံချက်ချင်းကိုခုန်တက်သွားတာပါဒါကတော့ twin ကုန်ကိုအဓိကမိခိုနေရတဲ့လုံခဲနေအားလုံးအတွက်တကယ့်ကိုကြီးမားတဲ့ဖိအားတစ်ခုဖြစ်လာခဲ့တာပေါ့နောက်တဲ့ cement ခုကတော့ဇီဝဖြစ်တင်းတွင်းတာနဲ့အိမ်တော့တက်ဆိုပြီးရှင်းရှင်းလင်းလင်းခွဲခြားလိုက်တာပါပဲဆိုလိုတာက ကုမ္ပဏီတမျိုးတည်းကိုအရေးတရာများကြီးနဲ့ပြန်ရောက်ဖို့တွန်းလာတဲ့ကုန်တယ်တွေကိုလုံးဝပိတ်ပင်လိုက်တယ်။ဒါပေမဲ့ကိုပိုင်တုံးတို့ trap facility နဲ့နာပါပါတဲလာတာမျိုးကိုတော့ခွင့်ပြုထားသေးတယ်ဆိုတဲ့သဘောပါပဲ။ပြီးတော့ဒီကန့်သက်မှုတွေကလီချောင်းတချို့တည်းကိုပဲဖိမထားခဲ့တာမဟုတ်ဘူးဆိုတာသတိပြုရမှာပါ။ထိုင်းမှနေဆက်ကအဒီဖာကွန်လန်းဒီဆိုလဲအရင်ကတည်းကပိတ်ထားပြီးသား။အခုရီလန်းကနေတင်ထွန်းတာတွေကိုပါထပ်ပြီးတင်းကျပ်လိုက်တယ်။ကုံလန်းပေါ်ကစစ်စေးရဲ့ကိတ်တွေမှာလည်းအရင်ကတည်းကအစားပေါင်းများစွာတင်းကျပ်လိုက်တော့ တရားဝင်ကွန်ဆိုရေးလမ်းကြောင်းတွေအားလုံးကလုံးဝကိုရပ်တန့်သွားတယ်လို့ဖြစ်သွားခဲ့တာပါ။ကောင်းပြီ။ဒီလိုစီးပွားရေးကိန်းကနန်းတွေမူဝါဒတွေအကြောင်းပြောပြီးတဲ့နောက်မှာတော့တကယ်တမ်းအထည်နာဆုံးကဘသူတွေလဲ။နေစဉ်ဘဝကိုရုန်းကန်နေရတဲ့တာမန်ပြည်သူတွေအပေါ်မှာဘလို့လက်တွေ့ကြတဲ့အကျိုးသက်ရောက်မှုတွေရှိလာတယ်လဲဆိုတာကိုကြည့်လိုက်ကြရပါ စီးပွားရေးအကြံပေးတူပြောခဲ့လို့ပါပဲနောက်ဆုံးမှာတော့အဓိကနဲ့နာတော့တာကဖြီးတူတွေပါပဲတဲ့ဘာလို့လဲဆိုတော့ကုန်ကျစရိတ်တွေတက်လာတဲ့အခါလုပ်ငန်းရှင်တွေကအရှုံးမခံနိုင်ဘူးလေအဲ့ဒီတက်လာတဲ့ကုန်ကျစရိတ်တွေကိုကုန်ပစ္စည်းစင်းလုံးထက်ထက်လိုက်တော့အဆုံးမှာတော့စေချီဘေဘီဝဲရတဲ့တာမန်ဖြီးတူတွေကပဲဒီဝင်ထုတ်ဝင်ဖို့ကိုအဓိကထမ်းရတာပေါ့ပြီးတော့အဲ့ဒီပညာရှင်ကပဲနောက်ဆက်တွဲဖြစ်လာနိုင်တဲ့စူးချိုးတွေကိုပါခံမှန်းထားပါသေးတယ်သူကဘလိုကွင်းစံမျိုးကိုမြင်လဲဆိုတော့ ပထမဆုံးကုန်သွယ်မှုတွေရပ်သွားတော့နေစားအလုပ်တော်မတွေအလုပ်ပြုံမယ်အလုပ်မရှိတော့ဝင်ငွေမရှိဘူးဝင်ငွေမရှိတော့လူတွေရဲ့ဒုက္ခကပိုကြီးလာမယ်အဲ့ဒီကနေတဆင်အခြေခံစာဝတ်နေရတော့လူရဲ့မှုလိုမျိုးရာဇဝဲမှုတွေပါမိတက်လာနိုင်တယ်လို့တုံးသက်ထားတာပါဒါမဲ့တကယ်နဲ့အစိုးရရာဇုံကိစ္စကတော့တာမန်လူထုံးကုန်တွေထက်ပိုအရေးကြီးတဲ့အရာတွေပါပဲအထူးသဖြင့်စေဝါပါစေဝါလိုမျိုးမရှိမဖြစ်လိုအပ်တဲ့ဖြစ်စီတွေပါပြက်လာသွားနိုင်တယ်ဆိုတဲ့အရေးကအ တနင်္ဂနွေရဲ့ဖြည့်စွကြမ်းမရဲ့အတွက်တကယ်ကိုကြီးမားတဲ့ချင်းချောင်းမှုတစ်ခုဖြစ်လာနေပါပြီ။ဒီမူဝါဒတွေရဲ့အကျိုးဆက်တွေကမြန်မာနိုင်ငံနေနေမဲ့ထဲမှာပဲရပ်မနေပါဘူး။အခုဆိုရင်အိနီးချင်းနိုင်ငံတွေရဲ့စီးပွားရေးအပေါ်မှာပါရရခမှုတွေစပြီးရှိလာနေပါပြီ။ဥပမာတစ်ခုအိနေနဲ့အိနီးချင်းထိုင်းနိုင်ငံကိုပဲကြည့်လိုက်ရအောင်ပါ။နေဇကွန်တို့ရဲ့ရပ်တန့်သွားတာနဲ့တင်ထိုင်းနိုင်ငံဘက်ကပုံကွန်လိုကန်ရှင်တွေအတွက်ဖက်ွယ်ဘီလီယံနဲ့ချီပြီးဆုံးရှုံးနိုင်ကြရှိနေတာပါ။ ဆိုတော့ဒါကမြန်မာတနေကန်တဲတွေပြဿနာမဟုတ်တော့ပဲဒေတာဝင်းကုံတဲ့အကွင့်ဆက်တစ်ခုလုံးကိုပါထိခိုက်စေနေတာတွေ့ရမှာပါဒီတော့ဒီကန်တက်ချက်တွေအားလုံးကိုစုပေါင်းလိုက်တဲ့အခါထွက်လာတဲ့ရလကတော့ရှင်းရှင်းလေးပါပဲနိုင်ငံရဲ့ကုန်စည်စည်းစင်းမှုစနစ်တစ်ခုလုံးကလေးဖက်သွားတယ်လို့ပဲလုံးဝနှီးပါကိုရက်တန်သွားခဲ့ပြီးစီးပွားရေးရန်တရာကြီးတစ်ခုလုံးကိုအကြီးကျယ်အကြအတက်ထစ်စေခဲ့တယ်လို့ပြောလို့ရပါတယ်ဒီအချိန်ဒီအားလုံးကိုခြုံငုံကြည့်လိုက်ရင်တော့နောက်ဆုံးမှာအင်မတန်အရေးကြီးတဲ့မေးခွန်းတစ်ခုကြံနေခဲ့ပါတယ် အဲ့ဒါကတော့ဘီတွေးစီးပွားရေးကိုကာကွယ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကောင်းတဲ့စတင်ခဲ့တဲ့ဒီခန့်တက်မှုတွေကပဲတကယ်တမ်းမှာနိုင်ငံရေးစီးပွားရေးကိုကဘာကြီးနဲ့အဆက်ဖြတ်လိုက်သလိုဖြစ်သွားစေပြီးတော့ရေရှည်မှာမြန်မာစီးပွားရေးကိုဘလို့ပုံစံမျိုးနဲ့ပုံဖော်သွားမလဲဆိုတာပါပဲဒါကတော့အားလုံးကဆက်လက်ပြီးစောင့်ကြည့်သွားမယ့်အကြောင်းအရာတစ်ခုဖြစ်လာပါပြီ